ဖေကခရစ်ယာန်အမေကဗုဒ္ဓဘာသာဖြစ်တာဖြစ်တာကြောင့်သူကဒီဗုဒ္ဓဘာသာရောခရစ်ယာန်ရောနှစ်ခုစလုံးကိုးကွယ်လူတွေရှိတယ်။သူတို့ကြတော့ဘလို့ဘလို့အကျိုးအပြစ်များရှိမလဲရှင်ဗျာ။ဒါဆိုရင်သူတို့ကအကျိုးများမလားအပြစ်ပိုပြီးတော့များမလားဗျာ။ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်ခရစ်ယာန်ပဲဖြစ်ဖြစ်ပါဏာတိပါဒကမကျွလွန်ဘူးဆိုရင်အပြစ်မဖြစ်ဘူးတဲ့။ ုဝေယုံတတ် တက်ကလေးနဲ့ရတယ်ပါဏိဗရကံသူမလို့ဘူးအရိနရဏမလို့ဘူးကာမေသူမေဆာဆရာမကျွလွန်ဘူးဘုဒ္ဓဝါဒရသူရမေရီရတော့မလို့ဘူးသူကကိုချင်းတရားကောင်းတဲ့လူကောင်းတယောက်အနေနဲ့နေတယ်ဘာသာတရားလည်းခုနလိုပဲကိုဝေယဘာသာတစ်ခုအနေနဲ့ထားတယ်ဒုစရိုက်တွေမလို့ဘူးသူကဒါနလည်းလုပ်တယ်ဒုစရိုက်တွေမလို့ဘူးဆိုရင်ဒါသူအပြစ်ဖြစ်စရာအကြောင်းရှိဘူးဘာအတွက်ဖြစ်နိုင်တော့ဆိုလို့ရှိရင်ခရစ်ယာန်ကိုဝေတယ်ဒီ ကိုယ်ခွဲ့တယ်ဆိုလို့ရှိရင်ဘုရားဘာသာရဲ့ခြင်းစဉ်ကို तू မကျင့်နိုင်ဘူးမကျင့်နိုင်သည့်အတွက်ကြောင့်မြင့်မြတ်တဲ့တရားတွေအစမြင့်တဲ့တရားတွေတော့မရနိုင်ဘူးပေါ့အဲ့ဒါပဲဆောရှုံးမှာပဲဖြစ်တယ်အခြေခံကတော့ तू ကရှိကြမှာပဲလေကောင်းတာတွေဘယ်ဘာသာပဲဖြစ်ဖြစ်အခြေခံကောင်းတာတွေရှိအသစ်ဆိုရဲကိုကျင့်တရားမပြတ်သေးတဲ့မြတ်တော့ဘသူမှ तू ကခရစ်ယာန်မို့ तू ကမွတ်စလင်မို့ဘာဖြစ်မို့နဲ့ဆိုပြီးပြောလို့တော့မရဘူး ူလုံးတဲ့လိုရကအကုသိုလ်တွေလားကုသိုလ်လားเนาะသူများတဲ့တွေတတ်နေသလားအဲ့ဒီတတ်နေတဲ့အကျိုးကတော့ခံရမှာဘုရားဘာသာလဲငါဘုရားဘာသာဆိုပြီးတော့ဟိုသူများတဲ့တတ်ရင်သူလည်းခံခံရမှာပဲကိုယ်ခွယ်ယုံတတ်တဲ့တော့ကိုယ်ခွယ်ပါတယ်လို့ပြောယုံတတ်တဲ့ကတော့ဘယ်လေးပဲပဲတတ်ထားတာအမှတ်တစိပဲအပဲကတ်ထားတာလောက်ရပုံပါပဲဆုံးဖြတ်အဲ့တော့ဒီ ဖျားနဲ့ဒီခရစ်ယာန်ဘာသာတို့ပြိုင်နေတဲ့ကိုယ်ဝေယုံနဲ့တော့အပြစ်မဖြစ်ဘူးလို့ဆိုချင်တာပါရှင်။အပြစ်မဖြစ်ဘူးဆိုတာကောင်းတဲ့ဘက်ကိုသူ့လက်ခံရင်ခံမှာပေါ့နော်။ဖျားလက်ထက်တုန်းကတော့ provide တွေဟာတချို့ provide တွေဖျားနဲ့တွေ့တဲ့အခါသူတို့ဘုရားဘာသာဖြစ်သွားကြတယ်။ဒါပေမဲ့ provide ဘို့ဒီတိုင်းပဲနေကြတယ်။ provide ဆိုတာဘာလို့ဆိုလို့လဲ။ provide ဆိုတာဘာသာတစ်ခုပေါ့နော်။ဘာသာတစ်ခုလို့ဆိုပါဆို။သူက တို့ရဲ့အယူဝါဒတွေကိုသင်ပြီးတော့ဟောတာပြောတာတွေလုပ်တယ်တို့ယူဝါဒတွေကဟိုကိုရဝတ္တနဲ့ဆန်းကျင်တဲ့အယူဝါဒတွေပဲတော်တော်များများတို့လည်းဒါနလည်းလုပ်တယ်တို့ရဲ့ကိုရင်တိတာလည်းစောက်တည်တယ်တချို့တွေကအကောင်းနေပါတယ်အကောင်းဆိုးရောနာပေါ့ခုခေတ်ဘာသာတွေလည်းအကောင်းလည်းပါတယ်ဆိုးလည်းပါတယ်ညောအကောင်းဆိုးရောနေကြတာပဲလုံးဆောင်